မြန်မာပြည်သူများရှင်ကျမတို့ရဲ့ Skynet App တွေ channel ကနေပြီးတော့မှအသက်ဆင်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကား online ဓမ္မအမေဖြစ်များအစီအစဉ်ကိုတော့ရွှေကောင်စီတီတော်နေကဲ9ရဲ့ဝင်ဓမ္မတန်ကိစ္စအဖွဲ့ချုပ်အတွင်းမှဖြစ်သူဆရာဦးစန်းလေးဆံမြောင်မှဖြေကြားပေးတော့မှာပဲဖြစ်ပါရဲ့ရှင် ကဲဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်အကဲပါဆရာဒီနေ့မှလဲဒါမိခွန်းနေကရောက်နေပြီဆိုဆရာကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ဆရာအကဲပထမဦးဆုံးမိခွန်းကိုမိထားတာကတော့အကောင်ပိုင်ရှင်ဦးထွန်းရွှေကနေပြောမှမင်းမြန်းထားဖြစ်ပါတယ်ရှင်မင်းမြန်းထားတဲ့မိခွန်းကတော့လောက၌ကြည်ပွားချမ်းသာခြင်း၏အခြေခံဖြစ်သောအကြောင်းတရားများကိုသိခြင်းပါတယ်ဗုဒ္ဓရဲ့တရားတော်များစွာထဲမှာဆိုရင်လေဘယ်တရားကိုဆိုရပါမလဲဆရာသိချသွားသိလိုပါတယ်ဆရာဆိုပြီးတော့မှမင်းမြန်းထားပါတယ်ရှင် ညသောဘုရားရှင်ဟောကြားတဲ့တရားတွေကိုအပိုင်းနှစ်ပိုင်းခွဲလိုက်ရင်လောကီယတ္တမနဲ့လောကုတ္တရာတ္တမလည်းရှိတယ်။တ္တမဆိုတာကသူတော်ကောင်းတရားပေါ့နော်။အဲဒါလောကီယတ္တမဆိုတာပြပြအောင်ပြောရင်တော့ဘဝကောင်းစားရေးပေါ့နော်။လောကုတ္တရာတ္တမဆိုတာဘဝလွတ်မြောက်ရေးနှစ်ခုရှိတယ်။ဒီကလောကီရောလောကုတ္တရာကိုနှစ်ပြားသောအကျိုးတွေရပါတယ်။အဲ့တော့အဲ့ဒီမှာဘောကကောင်းစားရေးအတွက်ပေါ့အခုမိသားတာနော်ဘောကတုတ်တက်ကြီးွားရေးအတွက်ပေါ့ပြောမယ်ဆိုရင်တော့ဥပမာမင်္ဂလာတုတ်တူဟာမျိုးတွေရှိတယ်ဗျာ နော်အဓိပ္ပာယ်မှာပြောမယ်ဆိုရင်လည်းအဓိပ္ပာယ်၄ပါးရှိတယ်အများကြီးပြောလို့ရပါတယ်နော်ဟောအဓိပ္ပာယ်၄ပါးဆိုတာဒီလိုလေသန္တာဝရိယစိတ်တဝိမာန်သဆိုတာ၄ခုရှိတယ်ဘယ်လို့ပဲလို့လို့မြတ်စွာဘုရားရှင်ကညွှန်ပြထားတာသန္တာမပါရင်မပြည့်ပြည့်ဘူးပါမှာနော်ဝရိယမပါရင် ရှေ့မရောက်ဘူးစိတ်မပါရင်ဘာမှလုပ်မရဘူးစိတ်တဆိုတာဝိမာန်သဆိုတဲ့ပညာမပါရင်အမှန်မှန်ယဉ်ယဉ်နဲ့ချွတ်ယဉ်ပြီးတော့ပန်းနိုင်မရောက်ဘူးပေါ့ပျက်စီးမှာပေါ့နော်အဲ့တော့သန္တာဝရိယစိတ်တဝိမာန်သဘယ်လို့ပဲလို့လို့ ဒီပြုတ်ပြီးလောက်ရမယ်ဒါလိုလည်းပြောလို့ရနောက်ခုနပြောတဲ့မင်္ဂလာသုတ်ဆိုတာဒါကဆရာပြောတယ်မင်္ဂလာသုတ်မှာပါတယ်38ပြာမင်္ဂလာဆိုတာလေလောကီမင်္ဂလာ32ပါရှိတယ်လောကုတ္တရာက6ပါရှိတယ်အဲ့တော့ပေါင်းကူးပေးထားတာပေါ့လောကီမင်္ဂလာတယ်မဟုတ်မင်္ဂလာဆိုတာအဋ္ဌိကာရဏံဝဋ္ဌိကာရဏံသဗ္ဗသမတိကာရဏံဆိုတာအထာကရာဖော်ပြထားတယ်အဋ္ဌိကာရဏံဆိုတာပြည့်ပြည့်စုံစည်ဖို့အကြောင်းဝဋ္ဌိကာရဏံဆိုတာအစဉ်စဉ်တိုးတက်ရစေဖို့အကြောင်းသဗ္ဗသမတိကာရဏံဆိုတာ လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုပြည့်စုံစေဖို့အကြောင်းဆိုတော့အကုန်ပြီးစည်းပဲမင်္ဂလာတို့ဒါကြောင့်သုံးပုံပြီးပြည့်ကတ်ဆိုတာမင်းဒီမင်္ဂလာတရားမှာအကုန်ပါတယ်အစီမြတ်မှတ်လို့မင်္ဂလာပေါ့နော်အဲ့တော့ဒီနေရာမှာအခုကျွန်တော်ပြောချင်တာကျွန်တော်အမြင်နဲ့ပြောရင်ဒေသနာတစ်ခုလေးပေါ့ကျွန်တော်ထုတ်ပြမယ်အဲ့ဒါတမ္ပတ္တိဆက်၄ပါလို့ပြောတာအဲ့ဒါလောကကြီးပွားတိုးတက်ဖို့လဲပေါ့တမ္ပတ္တိဆက်၄ပါအဲ့တော့ပါဠိကတော့တမ္ပတ္တိဆက်ကလို့ခေါ်တာပေါ့နော်ပြည့်ပြည့်စုံစုံတဲ့အကြောင်းတရားတွေပေါ့နော် အဲ့ဒါတမတ်တိ14ပါးကိုလောကမှာကြီးပွားထုတ်တတ်လို့ယင်အဲ့ဒီတမတ်တိ14ပါးနဲ့ပြည့်စုံရမယ်လက်ပတ်ရမယ်ပေါ့နော်အဲ့လိုလေးညွှန်ပြထားတာရှိတယ်။အဲ့ဒီ၄ပါးကိုကျွန်တော်တို့ကြည့်အောင်ပထမတစ်အချက်ပေါ့။တစ်အချက်ကဘာလဲဆိုတော့တင့်တင့်လျောက်ပတ်သောအရတ္တဒါမှာနေရမယ်။ပါဠိလိုပြောရင်တော့ပဋိရူပဒေသဝါသောစာပေါ့ဗျာမြန်မာသုတ်ထဲမှာလည်းပါပါတယ်။ဒီမှာတော့အဲ့ဒီတွေကထုတ်ထားတာပေါ့နော်။တင့်တင့်လျောက်ပတ်တဲ့အရတ္တဒါမှာနေခြင်း။နောက်နံပါတ်2အချက်ကဘာလဲဆိုတော့သူတော်ကောင်းကိုမိဝဲစည်းကပ်ခြင်း။ ပါဠိလိုပြောရင်တပ္ပုရိသတန်သေးဝါပေါ့ချိုးနေရာမှာဒီမှာဆိုရင်တော့ပဏိတန်နိသသေဝနာလို့လည်းပြောတယ်သူတို့ကောင်းမြေဝစီကနောက်တတိယအချက်ကပါလဲလို့ဆိုတော့မိမိရဲ့ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားရမယ်အဲ့ဒါအတ္တသမပဏိတိစလို့ခေါ်တာပေါ့ပါဠိလိုနောက်ဆုံးနံပါတ်၄အချက်ကတော့ရှိကပြုခဲ့တဲ့ကောင်းမှုအထူးရှိရမယ်တဲ့လူဆိုရင်ပေါ့နော်အဲ့ဒါအဘောအောင်မြင်ရတဲ့တော့ချက်ပဲတနည်းပြောရင်တော့ပုပ္ပိစကတပုံညတာလို့ပါဠိလိုပြောလို့ရတယ်ဒီ၄ချက်ပေါ့အဲ့ဒီ၄ချက်ကိုလဲပတ်ပြီးတော့ ပြည့်စုံမယ်လို့ဆိုရင်လက်ပတ်မယ်လို့ဆိုရင်လက်ပတ်မယ်လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘဝမှာပြည့်ချက်ကြီးပွားထုတ်တတ်ပါတယ်အဲ့တော့နံပါတ်၁ချက်ကပြန်ကောက်ကြည့်အောင်ကျွန်တော်တို့သင်္တင်လျော့ပတ်တဲ့အရတ္တဒါမှာနေတာဟိုကြားဖို့မှာပေါ့ကုသပညာဥစ္စာရဖို့သင်ညာဒေသအမြဲနေဆိုတော့အဲ့လိုနေရတယ်ကုသရဖို့ဖြစ်စေပညာရဖို့ဥစ္စာရဖို့အမှန်တော့ဘဝမှာထုတ်တတ်ကြီးပွားတဲ့ဆိုတာအဓိကတော့ဥစ္စာပါပဲဥစ္စာကိုကြည့်ပြောတာပဲဥစ္စာမှာလဲသူက လေးမျိုးရှိတယ်ပေါ့နော်ထာဝရဥစ္စာဇင်ကမဥစ္စာအင်္ဂသမဥစ္စာအနုဂါမိကဥစ္စာထာဝရဥစ္စာဆိုတာမရှိမပြောင်းနိုင်တဲ့ပစ္စည်းလျာမြေတွေလိုဟာမျိုးတွေပေါ့ဗျာကိုင်းကျွန်းတွေဟာချွေပြောင်းလို့မရဘူးပေါ့နော်စင်ကမဥစ္စာဆိုတာရွှေငွေကြောက်တံပရမအစရှိတဲ့ရွှေပြောင်းလို့နေရတဲ့ဟာတွေပေါ့အဲတခုပေါ့ရင်တော့ဥစ္စာထဲမှာပါတယ်ခုနပြောတဲ့ကုသိုလ်ပညာဥစ္စာရဖို့မှာဥစ္စာဆိုတာအဲ့ဒါပေါ့နောက်တစ်ခါကျတော့အင်္ဂသမဥစ္စာဆိုတာအသိပညာအတတ်ပညာမျိုးမျိုးတွေကိုပြောတာ ဲ့ဒါကတော့ခုနပြောတဲ့ပညာထဲမှာပါတာပေါ့ကုသိုလ်ပညာဥစားရမှာပေါ့နော်ပညာထဲမှာပါတယ်အတန်းပညာလည်းပါတယ်ဗလိမပညာလည်းပါတယ်ပေါ့အသိပညာတတ်ပညာပေါ့နော်ရွှေပရင်ဆိုတဲ့ပရင်တတ်ပညာပေါ့ဗျာပါတာပေါ့အကုန်လုံးနောက်ဆုံးတစ်ခုကတော့ဒါဝရဥစားစင်ကမဥစားအင်္ဂသမဥစားပြီးအနုဂါမိကဥစားပေါ့အနုဂါမိကရွှေအိုးတို့ပါလို့မြုပ်ငံရတို့ဆိုအဲ့ဒါကုသိုလ်လို့ပေါ့အပြစ်ကင်းသောအလုပ်တွေလုပ်တဲ့ဟာပေါ့အဲ့ဒါကြောင့်ကုသိုလ်ပညာဥစားရဖို့သိညာဒေသအမြဲနေဆိုတာ အဲ့တော့တင်းတင်းလျောက်ဖွက်တဲ့အရက်မှာပဲအဲ့လိုဥစ္စာပစ္စည်းတွေရတယ်ကြီးပွားတိုးတက်တယ်ပေါ့ဒါတက်ချက်ပေါ့နောက်ဒုတိယချက်ကဘာလဲလို့ဆိုတော့သူတို့ကောင်းကိုမိဝဲစိတ်ကရမယ်လို့ပြောတပ်ပုရိဒတန်သေးဝါပေါ့တပ်ပုရိသူပနိတိယလို့လည်းခေါ်တာပေါ့အဲ့တော့သူတို့ကောင်းကိုမိဝဲစိတ်ကမှတ်တာလင်းဟိုမြတ်စွာဘုရားရှင်ကပြောတယ်လေလူမိုက်နဲ့လူလိမ္မာနဲ့ပညာရှိနဲ့သူတို့ကောင်းနဲ့ကွာတယ်လူမိုက်ကိုပါလို့ဝေးစာရှောင်ရမယ်လို့ပြောတာ ဝိဇ္ဇာချောင်းအောင်မယ်ဆိုတော့ဘာကြောက်လဲဆိုတော့သူမရဘေးဘေးရနေရရှိတယ်ပူဆိတ်မှုရှိတယ်ပညာရှိရအဲ့လိုမဟုတ်ဘူးဘေးမရှိဘူးအန်ဂျယ်မရှိဘူးပူဆိတ်မှုမရှိဘူးပေါ့ပညာရှိကိုမိဝဲစိတ်ကမှတာလည်းခုနကပြောတဲ့နုဂါမိကဥစ္စာလို့ပြောတဲ့တရကောင်းဥစ္စာ9ပါးဆိုတာဟာကိုရမယ်တရကောင်းဥစ္စာ9ပါးရှိနေတာကိုမြတ်စွာဘုရားရှင်ရဲ့အမြင်နဲ့ဆိုရင်ဒါလူချမ်းသာပဲလို့ပြောတာပဲနော်အခုချိန်မှာသူစားကြမရှိရှင်ရဲ့ရှင်ရဲ့နေလိမ့်မယ်အကန့်တစ်ခုခုကြောင့်ဒါပေမဲ့သူကတစ်ချိန်မှာဒီဘွားတို့တက်နိုင်တယ် ဘရင်ကြီးလည်းဖြစ်နိုင်တယ်တထေးကြီးလည်းဖြစ်နိုင်အကုန်ဖြစ်နိုင်တယ်သူတို့ကောင်းဥစ္စာခုနပါနဲ့ပြည့်စုံနောက်ပုံရကိရိယာ၁၀ပါးဆိုတာလည်းပဲသူတို့ကောင်းကိုမိဝက်စီကမ္မတာတွေကိုသိခွင့်ရတယ်လုပ်ခွင့်ရတယ်အဲဒုတိယချက်ပေါ့နော်ဘဝတုတ္တရေအောင်မြင်ရတဲ့အဲ့ဒါပေါ့မှန်ကန်တဲ့အမြင်ပေါ့မှန်ကန်တဲ့တွေးခေါ်လေးပေါ့နောက်တတိယချက်ကပါလဲလို့ဆိုတော့ကိုယ်စိတ်၂ပါးကိုကောင်းစွာထားတာကိုယ်စိတ်၂ပါးကောင်းစွာထားတဲ့ဆိုတာကျွန်တော်တို့တန်တမာကယုံနဲ့နဲ့နှစ်ခုပဲရှိရတယ်အဲ့ဒါကိုကိုယ်နဲ့စိတ်လို့ခွဲလိုက်တာပေါ့ ရုပ်ကိုကောင်းစွာထားဖို့အတွက်ရလည်းပဲရုပ်ရက်အထောက်ပံ့ဖြစ်တဲ့ကံစိတ်ဥဒ္ဓုအာဟာရတွေကိုပညာရှိစွာနဲ့ပြုပြင်စီရင်ပေးရမှာပေါ့နန္တရားတွေကိုကောင်းစွာထားဖို့ဆိုတာလည်းပဲမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အတွေ့အခေါ်မှန်ကန်တဲ့ကြံစည်မှုမှန်ကန်တဲ့ရှေ့ရှုမှုတွေနဲ့လှုပ်ဆောင်ကြရမှာပေါ့အဲ့ဒါဆိုရင်ကိုယ်စိတ်နှစ်ပါးကိုကောင်းစွာထားတယ်လို့မြည်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ရှေ့ကပြုခဲ့မှုတဲ့ကောင်းမှုအထူးရှိရမယ်ပုပ္ပိစကတ္တပုံမြတ်တာ तू ကအရေးကြီးဆုံးပဲရှေ့ကံမကောင်းခဲ့ဘူးဆိုရင် ျွန်တော်ဒီဘဝမှာအခြေအနေမကောင်းဘူးပြိဿန်နေဆွဲတဲ့အခြေအနေမကောင်းဘူးစဉ်းစားဘဝကိုရောက်ရင်ရောက်သွားမယ်ဘာသာကြဘဝကိုရောက်ရင်အဆရှိစီဖြစ်မှာဗျာပြိဿန်တည်းအရာကိုရောက်ရင်ရောက်သွားမယ်ဗျာအဲ့ဒါဘာလဲဆိုရင်အတိတ်ကအခြေအနေပေါ်မူတည်တာပေါ့နော်အဲ့တော့အဲ့ဒီ၄ချက်မှာထပ်ပနာကင်ပြီးပြောမယ်ဆိုရင်နောက်ဆုံးကနံပါတ်၄ဖြစ်တဲ့ဟာပဲနံပါတ်၄ဖြစ်တဲ့ရှေးကအထူးပြုခဲ့ဘူးတဲ့ကောင်းမှုအထူးရှိရမယ်အဲ့ဒီကောင်းမှုအထူးရှိခြင်းဒီပထမ၁ချက်ဖြစ်တဲ့ တင်းတင်းရောက်ပါတော့အရက်မှာလူဖြစ်တာပဲဆိုတော့မြတ်စွာဘုရားရှင်ပွင့်တဲ့အချိန်မှာလူဖြစ်မှာဗျာမပွင့်တဲ့တုံညကဘာဒီမှာသွားမဖြစ်ဘူးပေါ့ဗျာရက်ပစ်ရှိပါမှာကျွန်တော်တို့သွားမဖြစ်ဘူးဗျာဘာသာကြောင့်ဝင်တဲ့မှာဝင်ရင်ဘာဖြစ်မလဲကျွန်တော်တို့ဒိဋ္ဌိပြဿနာပေးသင့်မယ်ဗျာငငယ်တွေကအလွန်ဆုံးထိုးပေါက်နိုင်မှုသာအမြဲတမ်းခဲရင်းတယ်ဒီကနေ့တိပိဋကဆရာတော်ကြီးကြီးကြည့်လိုက်ဘာသာရေးမှာပြိယအထွတ်တဲ့ဒီဘက်ကဆုံးလုံးတို့မိုးကိုအဆရှိတဲ့ပေါ့ဗျာပြိပတ်ရဟန္တာပြကြော်ကြတဲ့ပုံစံတွေကြည့်လိုက် ဂျပန်မှာဘာသာကြားလာတာမဟုတ်ဘူးမြို့ကလာဗုဒ္ဓဘာသာလာအဲ့ဒါဒိဋ္ဌိပြဒနာပေးရလွတ်ခဲ့တာအဲ့ဒါဘာကြောင့်လွတ်လဲဆိုစတယ်ကဘာဖြစ်လဲပုပ္ပိစကတပုံညာတာရှေ့ကပြုခဲ့မှုတဲ့အထူးကောင်းမှုရှိလို့သာနောက်ဆုံးဒီဘဝမှာအားထုတ်မယ်ဆိုရင်တော့တိဟိပရိသန်နေဖြစ်နေတယ်ဝိညာဉ်တစ်ဆင့်နဲ့ပါတယ်ပြင်စတံဝိရိတဘောဝိညာဉ်ရှိဆိုတယ်တရားတော်ကိုကောင်းစွာနားလည်နိုင်တယ်မဲ့ညာပုံညာရတယ်အဲ့တော့နံပါတ်၄အချက်ဒီနံပါတ်၁အချက်ပြည့်စုံမှုတွေမိစ္ဆာဆောင်အကြောင်းရင်းမယ်နော်ရှေ့ကထူးပြုတဲ့ကောင်းမှုရှိမှတင်းတင်းကြပ်ပတ်တဲ့အရာမှလူဖြစ်မယ် ဲ့ဒီတင်းတင်းလျှောက်ပတ်တော့ရမှာလူဖြစ်ချင်းသည်ဒုတိယချက်ဖြစ်တဲ့သဗ္ဗုဒ္ဓတာတန်တိဝါကိုမိဝဲစီကန်တယ်တင်းတင်းလျှောက်ပတ်တော့ရမှာလူဖြစ်မှာပဲအဲ့ဒီအရက်တွေသားမှာသဗ္ဗုဒ္ဓတာဆိုတဲ့တန်တိတာတွေရှိရလေအဲ့ဒီမှာမဟုတ်ဘဲနဲ့ဒီဘက်နေရာသွားဆိုက်ဘီးရီးယားလို့သွားဖြစ်နေဘုရုဆရာသွားတင်မလဲနော်ဒသနသမားတွေတော့ရှိမှာပေါ့တောင်တွေးမြောက်တွေ ਆ ထားပါတော့နော်အဲ့ဒါဟိုပါပေါ့ဒုတိယချက်ကသွားပြီးတော့အနည်းနည်းသောအကြောင်းရင်းပေါ့နော်အဲ့ဒီလိုသဗ္ဗုဒ္ဓတာတန်တိဝါကိုမိဝဲစိကတ်မှတ်တာလင်တတိယချက်ဖြစ်တဲ့ ိုယ်စိတ်နှစ်ပါးကိုကောင်းစွာထားနိုင်မယ်။နော်ဒီလိုထားရတယ်ဒီလိုလုပ်ရတယ်ဒီလိုကျင့်စဉ်နေရှိတယ်။အဲ့ဒီသဗ္ဗုဒ္ဓတန်တေဝဆရာပြောမှသာလေမိမိကိုယ်စိတ်နှစ်ပါးကိုကောင်းစွာထားနိုင်တယ်။ဒါဆက်နေတာစီးကွက်နေပေါ့။အဲ့တော့အဲ့ဒီလေးချက်မှာဘဝတုတ္တရဲ့လေးချက်မှာနံပါတ်၁ကရှိကအထူးပြုခဲ့ပြီးတော့ကောင်းမှုကုသိုလ်ရှိခြင်းအတိကပဲ။အဲ့ဒီကောင်းစီပထမအဆင့်ဖြစ်တဲ့တင်းနေလောက်ပါတဲ့အရက်မှလူဖြစ်သွားလိမ့်မယ်။အဲ့ဒီအရက်မှပဲသဗ္ဗုဒ္ဓတာကိုတွေ့နိုင်တယ်။သဗ္ဗုဒ္ဓတာကိုတွေ့မှသာလေကိုယ်စိတ်နှစ်ပါးကောင်းစွာထားနိုင်တယ်။လောကကလွတ်မြောက်ရေပေါ့နော်။ဘုရားမကွင်းတဲ့ကာလမှာသွားလေ သံတရာလေချောင်းပဲရှိမှာပေါ့ဘောဒီပက်ခရ39ပါမရှိဘူးဒါအမြင့်ဆုံးဥပမာပြောတာပါဒါပေမဲ့တချို့ကပြောတာရှိတယ် complain ရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့အတ္တသမပဏိတိယရေးကြည့်ရပေါ့ဘာကြောင့်လဲဆိုတော့ဒေဝဒတ်ကိုသူတို့ကဥပမာပေးတယ်ဒေဝဒတ်ကနံပါတ်1တင်းတင်းလျောက်သပတ်တော့အရက်မှာလဲလူဖြစ်တယ်ပေါ့မစ္စိမဒေတာလေးနော်ဘုရားပွင့်ရရန်နံပါတ်2ကသဗ္ဗုဒိသတန်တိဝါနဲ့လဲရွှေမျိုးတော်ရတယ်ဘုရားနဲ့အမျိုးတော်တော်အနည်းကသမရှိရနောက်တတိယချက်ပေါ့ ်တတိယဆက်ထားသူသူမှားတယ်နော်နောက်ပြီးတော့သဗ္ဗုဒ္ဓတန်လေးဝါလည်းဟိုပါပေါ့မိဝဲစိကဒါပေမဲ့ तू ဘာချို့ရင်းသလဲဆိုတော့အတ္တသမပဏိတိကိုစိတ်နှစ်ပါးကိုကောင်းစွာမထားတဲ့အတွက်လက်စွာဘုရားရှင်ကိုတော်လံပုံကံနဲ့တန်ခါကိုသင်ခွဲတဲ့အဝိဇ္ဇိကြရတယ်ပေါ့အဓိကကတော့အတ္တသမပဏိတိပဲရှေ့သုံးချက်နဲ့သူညီတယ်ပေါ့နော်ရှေ့ကပြုခဲ့ကောင်းမှုကုထူးရှိတယ်အဲ့အတွက်လည်းတိဟိတ်ဖြစ်ပြီးတော့ဇန်တွေပါရရတယ်လေမက်ဖို့တော့မရဘူးပေါ့ဗျာဒီဗဒ် နောက်ပြီးတော့ဘုရားနဲ့လည်းအမျိုးတော်ရတယ်ဘုရားနဲ့နေရတယ်ယဟန်လည်းဝိုးရတယ်ပေါ့ဘုရားထံမှာဟာလာသူတို့ကောင်းတဲ့မိဝတ်ရှိကအဓိကကတော့အတ္တသမပဏိကြီးကအဓိကပဲလို့ပြောတယ်ဒါပေမဲ့နိုင်ချင်ရင်ခုနကျွန်တော်ပထမပြောတဲ့သပ္ပုရိသတန်တိဝါကိစ္စအလုံးစုံအားလုံးဟာပုပ္ပိစ္ဆကတပုံညတာဟာအဓိကလို့ပြောတာ ਨੇ အတ္တသမပဏိကြီး ਨੇ နိုင်ရှင်ရင်အတ္တသမပဏိကြီးကမနကယ်တော့ခွန်အားမရှိဘူးဒီဝရတယောက်ကိုပဲသူထုတ်ပြသွားတဲ့ဟာမျိုးပေါ့နော်ဒါကနိုင်ရှင်ကွန်ပျူတာလုပ်ဖို့ပြောပြတာပါ ဲ့တော့ဒေဝဒတ်ကကိုစိတ်နှစ်ပါးကောင်းစွာမထားနိုင်လို့ဆိုတာကဒါကတော့သူအဖျားလေးကြည့်ယူလိုက်တာအမှန်တကယ်ကရှေ့မှာပြည့်စုံသွားတဲ့ဟာသုံးခုကဒေဝဒတ်ကိုပြန်ကယ်ထားတာပဲဘုရားဆက်ဘုရားရှင်တို့ပုဂ္ဂိုလ်နဲ့တွေ့လို့ဟိုလုံးကမိလင်နာမင်းကမေးတယ်လေရှင်နာကသင်တော်ဒေဝဒတ်မြတ်စွာဘုရားရှင်အလုံးစုံသိကြလို့ပြောတယ်လေဒေဝဒတ်ဟိုယဟန်ပြုတ်ဝေးလိုက်ဒေဝဒတ်သံဃာသင်ခွဲပြီးဝေစီကျင်းသွားကြသွားမယ်ဆိုတာမသိဘူးလားတဲ့ဒါ complaint တက်ဘူးလေအရှင်နာကသင်တော်ဟာအဲ့လိုမပြောရဘူးမဟုတ်ဘူးသိကြပါဘောတဲ့ ဒီလိုတော့ကိုယဟန်ပြုတ်ပေးလိုက်လို့ရှိရင်သူယဟန်ပြစ်မယ်တန်ခါကိုသိမ်းခွဲမယ်ဆိုတာသိတယ်ဖះကိုလောက်ကြမယ်ဆိုတာလည်းသိတယ်ပေါ့နော်ဒါပေမဲ့ဒေဝရတ်ရဲ့အကြောင်းကိုအစာဆုံးသိတာဖះပဲသိတယ်ဒေဝရတ်ကိုအဲ့ဒါလိုယဟန်ပြုတ်ခွင့်မပေးဘဲနဲ့လူအနေနဲ့လွတ်ပေးလိုက်ရင်အခုဆိုလိုတာယဟန်ပြုတ်ခွင့်ပေးလိုက်တယ်အမြင့်ဆုံးတန်ခါပေတကကိုကျူးလွန်တယ်တေရက်ကအဝီစီးမှာတကဘာပတ်လုံးသူခံရမယ်ဒီတကဘာလုံးပတ်တက်ကဘာလုံးအကယ်၍သူ့ကိုယဟန်ပေးမဖို့ဘူးလူဆိုနေပဲထားမယ်ဆိုရင်ဒေဝရတ်ဟာ ကဘာပေါင်းများစွာမရေမတွက်နိုင်အောင်သူခံရမယ်တဲ့သူအဲ့ဒီအကုသိုလ်တွေသူလုပ်ဖို့ရှိတယ်သူမှာအဲ့ဒါကိုမြတ်စွာဘုရားရှင်ကမဟာကရုဏာတော်နဲ့ကြည့်တဲ့အခါဘယ်လိုကယ်တင်ရမလဲလို့ဆိုတော့ကရလွတ်ဖို့ကတော့မရှိဘူးသူအကုသိုလ်နဲ့သူသူ့ကိုအပြစ်ဒဏ်ပေါ်ရောက်ပြီးတော့ကဘာပေါင်းများစွာကဘာတရားခံရမယ့်ဟာကိုတကဘာလောင်းနဲ့ပြတ်အောင်လာခဲ့ရဟန်းပေးဖို့လဲလက်ရှိရှင်နေမှာလည်းသူကုသိုလ်ကောင်းမှုတွေအဘိညာဉ်တွေနောက်သူစိတ်ထားမတက်တဲ့လို့အဘိညာဉ်တွေပျောက်တယ်သေတော့အဝီပြကြတယ်ဆိုတာဒါသူ့ရဲ့အဖျားပိုင်းပေါ့နော်ကျွင်းတော်၃ခုကဒီဝရက်ကိုမြစည်းမဒေသကိုရောက်လာရောက်စီကရဲ့ မြတ်စွာဘုရားရှင်နဲ့ရှင်မျိုးဖြစ်ပြီးတော့ဟလာနိကသက်ဗုဒ္ဓဇာနဲ့နေရတာရဲ့မြတ်စွာဘုရားရှင်တာဘကယဟန်ဖြစ်နဲ့နေရတဲ့၃ခုရဲ့အထောက်ပံ့ဟာသူ့ကိုတကဘာတဲ့ခံရအောင်ပြန်ကဲတင်လာတာ။နော်အဲ့ဒီတော့မှရှင်းလာပေါ့နော်။တာမန်အဖျားခတ်ကြည့်ရင်တော့အတ္တသမဗဏိတိယအဓိကလို့ပြောတာပေါ့။အမှန်တော့မဟုတ်ဘူး။ပုပ္ပိဇကတ္တပုံညတ္တရှေးကပြုခဲ့တဲ့အထုကောင်းမှုရှိခြင်းစီအဓိကပဲ။အဲ့ဒီ၄ခုနဲ့ပြည့်စုံသွားရင် ဘဝမှာအောင်မြင်ကြီးပွားထူးတက်ပါတယ်လို့เนาะဒါလေးအကျဉ်းချုပ်ပြကြပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒါနောက်ထပ်မိကွန်းတစ်ခုမေးထားတာကကြတော့ဒီအကောင့်ပိုင်ရှင်ဝင်းကိုကိုကနေပြီးတော့มาမေးထားဖြစ်ပါတယ်သူမိထားတာကကြတော့မြက်စွာဖရားရဲ့နောက်ဆုံးစကားတော့ဆိုရဲအပမဒေနာတမ္မာဒေတာကိုနေရာတော်တော်များများမှာရည်ညွှန်းပြောဆိုကြပါတယ်တချို့ကြပြန်တော့လေဒီတခုလည်းမဟုတ်ပါဘူးတဲ့အများကြီးပါဆိုကြပါတယ် အဲတိခွင့်ရမယ်ဆိုလို့ရှိရင်တိတိကျကျသိလိုပါတယ်။တန်နေရမထားခြင်းမဟုတ်ဆရာဆိုပြီးတော့မှမေးမြန်းထားပါရရှင်။မြတ်စွာဘုရားရှင်ရဲ့နောက်ဆုံးစကားတော်ကိုတထာဂရပစ္စည်းမဝါစာလို့ခေါ်တယ်။အဲ့ဒီတထာဂရပစ္စည်းမဝါစာကဘယ်မှာရှိလဲလို့ဆိုတော့မဟာပရိနိဗ္ဗာန်တုတ်မှာရှိတယ်။မဟာပရိနိဗ္ဗာန်တုတ်ကဘယ်မှာရှိလဲလို့ဆိုတော့သုတ္တန္တပိရိကမဟာဝက်ကပါဠိမှာရှိတယ်။အဲ့ဒီမှာကြည့်လို့ရတာပေါ့နော်။အဲ့တော့အဘမဒေနတမဒေထာနောက်ဆုံးစကားဟုတ်တယ်လားလို့ပြောရင်တော့ဟုတ်တယ်လို့လည်းပြောလို့ရတယ်။ ဒါပေမဲ့သူကြီးသာလားဆိုတော့လေသူကြီးလဲတော့မဟုတ်ဘူးပေါ့သူတို့ဒါကဒီလိုဗျာတခုရီသောအရာဒီပြင်နေပေါ့နော်ဒီဟိုဝန်ဝိုင်းထဲမှာပါဝင်တယ်မဟာပရိနိဗ္ဗာန်သုတ်ထဲမှာပါဝင်တဲ့အတွက်မဟာပရိနိဗ္ဗာန်တုတ်မှာပြောခဲ့တဲ့မြတ်စွာဘုရားရှင်ရဲ့အရေးကြီးစကားပေါ့အဲ့ဒီနောက်ဆုံးစကားအားလုံးရေထွက်အပြင်ပြောရင်6ခုရှိတယ်အများကြီးလည်းမဟုတ်ဘူး6ခုဒီတခုလေးလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပြင်အများကြီးလားဆိုတော့လည်းမဟုတ်ဘူး6ခုပေါ့အဲ့ဒီ6ခုကိုကျွန်တော်ပြောပြမယ်အဲ့ဒါကို တထာဂရပစ္စည်းမဝါစာလို့ခေါ်တယ်နောက်ဆုံးစကားတော်လို့ခေါ်တယ်ပရမနံပါတ်1ကယောဂောအနန္တဓမ္မောဇဝိနယောဇဒေသီသောပြညတ်တော်သောဝမမစ်စေနာတတ်တာလေမြတ်စွာဘုရားရှင်ကပြောတယ်မြန်မာလိုပဲပြောလိုက်မယ်ရှင်းသောအနန္တနဲ့ငါဒီဓမ္မနဲ့ဝိနယကိုကောင်းစွာဟောကြားခဲ့ပြီအဲ့ဒီဓမ္မနဲ့ဝိနယကြီးငါဘုရားမရှိတော့တဲ့ခါမှာသင်္ချစ်သားတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7400ဒီငါဘုရားရဟန်းတိကသင်္ချစ်သားတို့ကိုဆုံးမကြလိမ့်မယ် အနံပါတ်၁စကားပေါ့နော်အဲ့ဒီစကားကိုခင်းနဲ့ရှင်ပြီးတော့ပဲတင်ဖြတ်ပြီးတော့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရှင်ဟာပုဂ္ဂိုလ်ရေးဆိုင်ရာကိုးကွယ်မှုတဲ့သဘောတရားရေးဆိုင်ရာဖြစ်တဲ့ဓမ္မနဲ့ဝိနည်းအားကိုအခြေခံအုံမြင့်ဖြစ်ကိုးကွယ်တာကိုမြတ်စွာဘုရားရှင်ဟာပုံပြီးနှက်သက်တော်မူတယ်တနည်းတော့ဖြင့်ပြောရင်ခေါင်းဆောင်တဦးရဲ့အရေးချင်းတစ်ခုကိုအရေးချင်းခေါင်းတစ်ခုကိုမြတ်စွာဘုရားရှင်ဟာသူတစ်ပါးတည်းမှာပဲမကုံဆုံးစေဘူးခေါင်းဆောင်ဒီအရေးသဘောရှိနေရဓမ္မနဲ့ဝိနည်းအားဒီညီညွတ်နေသမျှလိုက်နက်နေသမျှကာလပတ်လုံးခေါင်းဆောင်ကမစိတ်သုံးဘူးဆိုပြီးတော့ ီအချက်ကိုထောက်ပြတယ်ဒါခင်းနဲ့ရှင်ပြီးတော့ပဲ့တင်ထပ်ပြတာပေါ့နံပါတ်1နောက်နံပါတ်2ချက်နံပါတ်2ချက်ကမြတ်စွာဘုရားရှင်ကမိတ်တယ်အာဏန္ဒာတဲ့ယခုခါမှာယဟန်တန်ဃာတွေကအချင်းချင်းကြီးငယ်မရွေးအဘူးသောငါရှင်လို့ခေါ်ဆိုနေကြတယ်ဒါပေမဲ့ငါဖရာပြိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာဤသို့မခေါ်ဆိုကြနဲ့တော့မထေကြီးတဲ့လူကမထေငယ်တဲ့ပုဂ္ဂိုလ်ကိုအမြီအပြည့်၎င်းအຫນွယ်အပြည့်၎င်းရှေ့မှာတက်ပြီးတော့ငါရှင်အဘူးသောလို့ခေါ်ဆိုပါစေတဲ့ ငယ်တဲ့သတင်းငယ်တဲ့ပုဂ္ဂိုလ်ကလည်းသတင်းကြီးတဲ့ပုဂ္ဂိုလ်ကိုဗန္ဒီအရှင်ဘုရားဟူ၍၎င်းပေါ့အာရသမားငါရှင်ဆိုပြီးတော့၎င်းအဲ့ဒါလိုခေါ်ဆိုကြရမယ်လို့မိတ်ခဲ့တယ်ဒါလည်းနောက်ဆုံးစကားတွေမှာပါဒုတိယစကားပေါ့ဒီစကားကိုခင်းနေရှင်ပြီးပတ်တင်ထပ်ရင်အင်းညမင်းညကာတော်ကိုမြတ်စွာဘုရားရှင်ကလိုလာတယ်အဖွဲစည်းတစ်ခုမှအထက်နဲ့အောက်ကိုရိုသေလေးစားမှုမရှိဘူးဆိုရင်အဲ့ဒီအဖွဲစည်းကရေရှည်တာရှည်မခံဘူးလို့မြတ်စွာဘုရားရှင်ကဒါဒုတိယစကားတော်နဲ့ညွှန်ပြရိုသေလေးလေးစားစားနဲ့ကာတော်ကထားပြီးဆက်ဆံကြပါနောက်တတိယချက် မြတ်စွာဘုရားရှင်ကမိတ်တယ်အာနန္ဒာတဲ့ငါဘုရားပြိဋိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာခௌတန်နုခௌတကလို့ခေါ်တဲ့အသေးနှုတ်သိခါဘုရားကိုတန်ခါကအလိုရှိခဲ့သောပယ်နှုတ်ခွင့်ရှိတယ်ပယ်နှုတ်လို့ပါဒီစကားတော်ကိုခင်းနေရှင်ပြီးတော့ပဲ့တင်ထပ်ပြမယ်ဆိုရင်မြတ်စွာဘုရားရှင်ကခြားသူချမှတ်တော်မူခဲ့တဲ့စီမင်းစီကံဥပဒေတွေကိုအူဒီမူပိုင်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြအဖွဲ့စည်းဆိုတဲ့တန်ခါအဖွဲ့စည်းရဲ့အလိုဆန္ဒအလိုရှိတယ်ဆိုရင်အများကညီညွတ်တယ်ဆိုရင် သင်းငယ်တဲ့သိခါဘုတ်တွေကိုပယ်နှုတ်နိုင်တယ်လို့အခွင့်အရေးပေးခဲ့အဲ့ဒီအခွင့်အရေးကိုတန်ခါကလည်းပဲအခွင့်အရေးတရားနေနဲ့အသုံးမချအောင်မပယ်ဘူးရှုလိုတာကဘုရားကပေးခဲ့တယ်တန်ခါကယူခဲ့တယ်ယူသူမရှိတဲ့တနေ့မှာအဲ့ပေးခြင်းကိစ္စပြီးဆုံးသွားတယ်အဲ့ဒါကိုသာသနာပွဲတယ်လို့ခေါ်တယ်အခုဘုရားကအခွင့်အရေးပေးတယ်တန်ခါကအခွင့်အရေးကိုအသုံးမချအောင်မယူဘူးသိခါဘုတ်တစ်ခုပြည့်ညတ်ရင်အကျိုး၁၀ပါးပြပြပြီးတော့၂၂၈လောက်သိခါဘုတ်လို့တက်တစ်ခုမှပယ်စရာမရှိဘူးဆိုပြီးအကုန်ယူတယ်သာသနာရှင်ရှင်ကြီး တီးနေတယ်မပဲ့ဘူးမနှုတ်ဘူးမဖြည့်ဘူးမဆွတ်ဘူးเนาะဒါဒါဟိုကပြောတာပေါ့เนาะအဖွဲ့စည်းတစ်ခုရဲ့အရေးကြီးတဲ့ဟာပေါ့တန်ခါရဲ့အခြေအနေကိုသိကြလို့တဲ့အတွက်သဘောရင်းခံကိုသိလို့တဲ့အတွက်မြတ်စွာဘုရားရှင်ဒီစကားကိုမိတ်တယ်လို့မိလိန်နာပညာမှာရှင်နာကဒိနာကပြောတယ်တန်ခါကလည်းကောင်းစွာခံယူတယ်ဒါတတိယချက်နောက်စတုထချက်အနန္တနာတဲ့ငါဘုရားပြိဋိဗံပြုပြီးတဲ့နောက်မှာသာဏမထေရကိုပြန်မှန်ပေးအပ်ဤဒီစကားကိုခင်းနဲ့ရှင်ပြီးဘက်တင်ထမ်းမယ်ဆိုရင် ပုဂ္ဂိုလ်ရေးဆိုင်ရာဟိုဟာပေါ့ယဉ်ညင်းမှုနဲ့အဖွဲ့အစည်းတစ်ခုရဲ့ရေရှည်တည်တံ့မှုကိုမရောထွေးစေဖို့ပြောတယ်။ဆန္ဒအမတ်ကိုပြန်ပဒံပေးစားဆန္ဒအမတ်ကမြတ်စွာဘုရားရှင်နဲ့ဖွာဘက်တော်တပြိုင်တည်းဝေဖွာတာမွေဖွာဘက်တော်ဖြစ်တဲ့အတွက်သူတို့နန်းတွင်ဆက်ဆံရေးမှာငယ်လေးတည်းကကလေးဘဝလေးတည်းကအမတန်ယဉ်ညင်းမှုရှိခဲ့။အဲ့ဒီပုဂ္ဂိုလ်ရေးဆိုင်ရာယဉ်ညင်းမှုကဒီဘက်ဖျားဖြစ်သွားတယ်သူကတန်ခါဖြစ်လာတယ်အဲ့ဒီအထိလိုက်ပါပြီးတော့သူကရောရှက်နေတယ်တန်ခါထဲမှာပြောရဆိုရခက်တယ်ဖျားနဲ့အရင်ရင်းနေနေတာပေါ့နော်အဲ့ဒါကိုဖျားကအဖြစ်မခံဘူး အဲ့တော့အဖွဲ့အစည်းတစ်ခုမှာရှင်းမြင်းစည်းကမ်းမူပေါင်းနဲ့မကိုက်ညီတဲ့ပုံကိုယ်ကိုပုံကိုယ်ရေးခင်မင်မှုနဲ့မျက်နှာသာပြေးလိုက်တဲ့ဆိုအဖွဲ့အစည်းထိခိုက်မှုပျက်စီးကြဆိုတာကိုမိမောင်းထိုးပြပြီးတော့ဆန္ဒမထေကိုအဖရာပြိနိဗ္ဗာန်ကျူရင်ဗြမဒန်ပြေးရတယ်ဗြမဒန်ဆိုတာဘာလဲဆိုတော့ဆန္ဒမထေဒီပြောလို့ကပြောဆိုနိုင်တယ်ပြောချင်တာပြောနိုင်တယ်အဲ့ဒီအဲ့ဒီဆန္ဒမထေကိုတန်ငါသည်မပြောအပ်မဆိုအပ်မဆုံးမအပ်ကံမမြတ်အပ်တနည်းအားဖြင့်ပြောရင်ဆန္ဒမထေပြောတဲ့စကားတွေကတန်ငါအဖွဲ့အစည်းနဲ့ဘာမှမဆိုင်တော့ဘူးတန်ငါအဖွဲ့အစည်းကနေအမွေပြတ်တယ်ပြင်ညာတယ်လို့ပြောလိုက်တာ ဲမတန်ပေးတာဒါနံပါတ်၄ချက်နောက်နံပါတ်၅ချက်မြတ်စွာဘုရားရှင်ကပြောတယ်အာဏနာနဲ့ယခုအချိန်မှာဖျားနိုင်တော်လည်းကောင်းတရားနိုင်တော်လည်းကောင်းတန်ခါနိုင်တော်လည်းကောင်းမဲ့နိုင်တော်လည်းကောင်းအကျင့်နိုင်တော်လည်းကောင်းတဲ့ယုံမတန်တရားရှိခဲ့တော်မြည်သည်ယဟန်မဆိုငါအမေးလျှောက်ကြမှာဒီတစ်ခါလည်းဖြစ်ကြငါဖျားပရိနိဗ္ဗာန်ပြုပြီးမှဒါကိုမမေးလိုက်ရဘူးတန်တရားဖြစ်တယ်ဆိုတာမျိုးအဖြစ်မခံလေတဲ့ဒါကိုခင်းနေရှင်ပြီးပဲတင်ထားရင်ဗုဒ္ဓမြတ်စွာဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးဆပ်နိုင်တော့အမြင့်မြတ်ဆုံးတော့လူပုဂ္ဂိုလ်တူ ဓမ္မဆိုတာဒီချမ်းသာခြင်းအကျိုးကိုပေးဆွမ်းနိုင်သောအမြင့်မြတ်ဆုံးသောသဘောတရားတစ်ခုတန်ခါဆိုတာဒီချမ်းသာခြင်းအကျိုးကိုပေးဆွမ်းနိုင်သောအမြင့်မြတ်ဆုံးသောလူ့ဖွဲ့စည်းတစ်ခုလူပုဂ္ဂိုလ်တစ်ဦးသဘောတရားတစ်ခုလူ့ဖွဲ့စည်းတစ်ခုအဲ့ဒါကိုခင်းနဲ့ရှင်ပြီးချက်ပြောမယ်အဖွဲ့စည်းတည်ဆောင်သူလိုက်နာရမယ့်စီကံစီမင်းဥပဒေအဖွဲ့ဝင်များအဲ့ဒီ၃ဦးမျိုးပေါ်မှာတခုခုပေါ်မှာတန်လျာရှိရင်အဖွဲ့စည်းပြည့်စည်တယ်ဒါကြောင့်ရေရှည်တည်ဆောင်ဝေးခဲ့တဲ့တန်ခအဖွဲ့စည်းကိုအဲ့ဒီလိုတန်လျာတွေမရှိအောင် ဘုရားဘော်၌၎င်းဓမ္မလောကတန်ခါဘော်၌၎င်းမဲ့၌ဘော်၌၎င်းအကျင့်၌၎င်းတန်ရဖြစ်ရင်မေးလို့မြတ်စွာဘုရားရှင်ဖွင့်ပြတဲ့တကယ်ဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့စကားပါနောက်ဆုံးတစ်ခုပြောမယ်ဒီပြောတဲ့အပ္ပမဒိနာအတ္တမဒိတာအမှန်တော့ပါဠိကဒါလေးတွေမဟုတ်ရှေ့မှာရှိတယ်အာနန္ဒာနိဘိက္ခုအာမန္တယာမိဝောဝရဓမ္မသင်္ခါရအပ္ပမဒိနာတမ္မာဒိတာဆိုအပြည့်စုံညီမတို့ပြောရင်တော့ယဟန်တို့တဲ့ယခုကသင်ဘုရားတို့ကငါသင်တို့ကငါဘုရားမိကြတော်မူမယ် ြုပြင်စီရင်မှုပြုပြင်စီရင်မှုဒေဝသာသင်္ခါရတရားတိဟုဆိုရုံဏ္ဍမတို့ဒီအနိစ္စအမြဲမရှိကြဘူးပျက်စီးကြတယ်တတိတရားလက်ကင်ထားပြီးတော့ကိစ္စပြီးအောင်ပွားများအထောက်ကြလောလို့ဒါပြောတာအတိတ်ဘယ်ကပါလဲခင်းနေရှင်နဲ့ပဲတင်ထမယ်ဆိုရင်အရှိမန်ကိုသိပြီးလောကကလွတ်မြောက်ဖို့ဒါကိုပြောတာတနည်းအားဖြင့်ပြောရင်တော့တဘာဝရာနဲ့နိပညာကိုခွဲခြားပြပြုပြင်စီရင်မှုဒီဟုဆို ယုံနဲ့ဓမ္မသင်္ခါရတို့ဒီပျက်စီးခြင်းသာရှိတယ်ဆိုတာသဘာဝအရာဘယ်ဖျားပဲပွင့်ပွင့်မပွင့်ပွင့်အဲ့ဒီတိုင်းဖြစ်နေတာသဘာဝအဲ့ဒါကိုတတိတရားလက်ခံထားပြီးတော့ကိစ္စပြီးအောင်အထုတ်ကြဆိုတာနိပညာတတိပညာအထုတ်တယ်ဆိုတာတတိပဋ္ဌာန်နဲ့သမပဋ္ဌာန်အဋ္ဌိပအင်္ဒရီဘုဇင်ဘောကင်းဘောဒီပိယ38ပါးဆိုတာနိပညာဒါကြောင့်သဘာဝအရာနဲ့နိပညာကိုပြောခြင်းအပြင်အရှိမန်တရားကိုသိပြီးလောကကလွတ်မြောက်ဖို့ဖြစ်တယ်အဲ့ဒါအာလုံးစုစုပေါင်း6ခုဖြစ်ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့လိုက်နာကျင့်ကြံပွားများပါလို့ပြောရင်းဒီကုန်းချုပ် ဟုတ်ကဲ့ပါဆရာအဲဒီနေ့အတွက်နောက်ဆုံးမေးခွန်းလေးတစ်ခုလည်းရှိပါတယ်ဆရာဒီမေးခွန်းမေးထားတာကတော့ဒီအကောင့်ပိုင်ရှင်တင်စာလိုင်းကနေပြီးတော့မှမေးထားတာပါသူမေးထားတာကတော့ချစ်ခင်လေးစားရပါတော့ဆရာကြီးတဲ့မေးစင်တာလေးတစ်ခုရှိနေပါတယ်ရှင်မေးခွန်းတွေကအမှားပါခဲ့ရင်လည်းဥစော်ကတော့တောင်းပန်ပါရစေရှင်တဲ့အဲလိုင်းပေါ်မှာဦးစင်တစ်ပါးကမိန်းကလေးတစ်ယောက်ကိုတတိရတဲ့အခါဖုန်းဆက်မယ်ဖုန်းနံပါတ်ပေးပါလို့တောင်းတာက တောင်းတဲ့မှာသလားတဲ့ငရဲကောမကြည့်ဘူးလားဆရာတဲ့ဒကာမကြီးရဲ့ဦးစင်းလေးကိုတော့ ့တစောင်းနိုင်မို့ပိုးလေးအနေနဲ့ပရဟိတဆိုပြီးလှူပါအောင်ဒီလိုမျိုးအရေးအသားတွေနဲ့တော့အလှခံတဲ့မှာသလားဆရာတဲ့ဦးစင်းကတတိယလို့ပါဒကာမကြီးကပြစ်ထားတယ်စာလဲမပို့ဘူးဦးစင်းလေးကိုရောတတိမရဘူးလားဆိုတော့အတုံးနှုံးတွေကတုံးတဲ့မှာသလားဆရာတဲ့အဲ့ဒီလိုမျိုးအတုံးနှုံးတွေတုံးနေတဲ့ဦးစင်းကရောလိုင်းမော်ကဆိုရင်ဦးစင်းအစ်စ်ရောဖြစ်နိုင်ပါသလားဆရာမိကွန်ကစိတ်နှောက်ရဖြစ်ခဲ့မယ်ဆိုရင်တောင်းပန်ပါတယ်ဆရာဆိုပြီးတော့မှမြင်မြန်ထားပါရဲ့ရှင်ရဟန်းတန်ကလည်း ဆက်ပြီးမိရတာဖြစ်တဲ့အတွက်ယဟန်တန်ဃာတို့ရဲ့တန်ဃာအုပ်ဆောင်တန်ဃာဒီပတိဗုဒ္ဓမုနိအကြောင်းလေးနည်းနည်းပြောမယ်အချင်းချုပ်ပဲပြောမယ်နော်အားလုံးပြရနဲ့ပြုစုပြီးတော့ပြောထောင်ရတယ်နော်အလုတ်သုံးခုကိုလုတ်ခရရတယ်အဲ့ဒါလို့လုတ်တဲ့အခါမှာဒီတန်ဃာအဖွဲ့စည်းကိုလူလူဘောင်လောကမှာအရှိသဖြင့်အံဝင်ခွင့်ချဖြစ်အောင်ဆွမ်းဆောင်နိုင်တာသဗ္ဗညုတဗုဒ္ဓကလွှဲရင်ဘယ်သူမှမလုတ်ပေးနိုင်ဘူးဒါကြောင့်သဗ္ဗညုတဗုဒ္ဓသည်ခုနပြောတဲ့တန်ဃာအဖွဲ့စည်းကိုလူဘောင်လောကနဲ့အရှိသဖြင့်တည်ချမ်းလာနေနိုင်အောင်လို့ သိခါဘုရားပြညာတယ်229တေသောသိခါဘုရားဆိုတာအဲ့ဒါပဲအဲ့လိုများပြားလှပြီးတော့အမတန်မှခက်ခဲလာတဲ့လိုက်နိုင်ရန်ခက်ခဲလာတဲ့သိခါဘုရားကိုပြညတ်တာအဲ့ဒီယဟန်တွေကိုချုပ်တီးအောင်ကြက်တီးအောင်ပြိပင်တားဆီးကြမျိုးလို့ထင်လို့မရဘူး။ဘာကြောင့်လဲလို့ဆိုတော့မြတ်စွာဘုရားရှင်ရဲ့ကရုဏာကသိသိတဲ့အေးအေးတန်ကိုခံနိုင်ဖို့အတွက်ဆောင်းကိုအထက်တက်အကြက်ကြက်ရစ်ပတ်ပြီးတော့ပြေးထားပေးခြင်းပဲဖြစ်တယ်ပေါ့။ဒီလိုခံယူရမယ်။ကောင်းပြီ။ဒါဖြင့်တန်ခါအဖွဲ့စည်းတို့ခုပေါ်လာပြီ။ပေါ်လာရင် ယဟန်းဒီ229သေသောတိခါဘုတ်ကိုတေချာစွာလိုက်နာကျင့်သုံးမယ်ဆိုရင်ကဘာပေါ်မှာအပြောဆိုအနေထိုင်အပြုမှုအရင်သေးဆုံးပုဂ္ဂိုလ်ပဲတကယ်လိုက်နာပြီဘာကြောင့်လဲဆိုတော့ယဟန်းဆိုတာပြောတဲ့ပြောထိုက်တဲ့စကားဟူတော့မှပြောတဲ့အခါမှာအပြောမတတ်ရင်အပြစ်ဖြစ်တယ်အဲ့တော့ဒီကိုချင်းချင်းဆောက်ရှောက်ရတယ်ယဟန်းရဲ့အခြေအနေပေါ့နော်ဆိုလိုတာကဗျာဟိုပညာသားပါပါလူ့ကြောင့်မဆန်စွာပြောရတယ်ယဟန်းစကားပြောရင်အဲ့ဒါလိုပြောရတယ်အဲ့တော့ဥပမာလေးတစ်ခုပြောမယ်တပ္ပိယကာရကရှိတယ် တပိယကတကနေပြီးတော့ယဟန်ကိုရှောက်မယ်ရှင်ဘုရားအခုနဝကံမလှူထားတဲ့အလူငွေတွေနဲ့ရှင်ဘုရားအတွက်ဘာဝယ်ပေးရမလဲဘုရားယဟန်ကပတ်သက်မကန်ဘူးနော်ဘာဝယ်ပေးရမလဲဘုရားရှောက်အဲ့ဒီအချိန်မှာဘာဝယ်ပေးပါလို့ပြောရင်ယဟန်အဖက်တင်တယ်အဲ့လိုတော့မပြောရဘူးဘယ်လိုပြောရလဲဆိုတော့ तू ကစဉ်းစားဟိုဟာပေါ့ဟိုသင်္ကန်းလိုချင်ရင်အင်းဘုရားရှင်ကတော့သင်္ကန်းကိုခွင့်ပြုပါတယ်တန်ခါကတော့သင်္ကန်းကိုလိုက်ဖက်ပါတယ်စရှိသည်ဖြစ်မှာဗျာထောပတ်လိုချင်ရင်လည်း တင့်လျော်ပါတယ်ဘုရားရှင်ကခွင့်ပြုပါတယ်ဒီလောက်ပဲသူကပြောခွင့်ရှိဟိုထောပတ်ဝယ်ပေးပါသင်ငန်းဝယ်ပေးပါလို့ပြောခွင့်မရှိဘူးပေါ့နော်အဲ့ဒါတော့ဒီတိမ်မွေးနူးညံ့ရတယ်ဒီနေ့ပြောရင်လူဝတ်ကြောင့်မဆန်စွာနဲ့ပညာသားပါပါပြောဆိုရတယ်ဆိုတာပေါ့နော်အခုမေကွန်းထဲမှာပါတဲ့ယဟန်ငယ်လေးရဲ့ပြောဆိုဆက်ဆံပြုမှုတွေဟာခုနကပြောသလိုလူဝတ်ကြောင့်ဆန်နေတဲ့အပြင်ကိုသာသနာအတွက်အကျိုးစီးပွားမဲ့တဲ့ဇာတ်ကားတွေဒါလည်းဖြစ်တယ်ဒါကြောင့်ဒါကိုဘာလို့ခေါ်ရမလဲဝေးဝေးရှောင်တာကောင်းလို့မယ်နော်ဒါကိုလည်းလက်ကျောင်းကြီးတွေစာလုတ်ပေးနေကြလည်းမလို့ဘူး ပြောနေကြလည်းမလို့ဘောနော်တနည်းအားဖြင့်လူပုဂ္ဂိုလ်အနေနဲ့ကဒါကိုဝေဝေးဆောင်လိုက်ပါသူကထပ်မေးထားတယ်ဥစဉ်စစ်တီစစ်တီဆိုတာဟာစေရောစေရလားဘောနော်ဘာလဲစစ်တီမစစ်တီဆိုတော့သူကပေးတယ်ရှိတယ်ဗျာနော်စနစ်တကျတိမ်ဝင်ပြီးတော့ထွက်လာတဲ့ပုဂ္ဂိုလ်ဆိုရင်ဒါဥစဉ်စစ်တယ်ခေါ်တာဘောစနစ်တကျတိမ်ဝင်ပြီးထွက်တာမဟုတ်ဘဲနဲ့ကိုယ့်အကူသင်ငန်းပတ်ပြီးတော့လှုပ်ထားရင်တော့ရဟန်းအစ်စ်မဟုတ်ဘူး စနစ်တကျတည်ဝင်ပြီးထွက်လာပြီးတော့ယဟန်အစ်စ်ဖြစ်တော်လဲပဲအနေထိုင်မတက်ပြီးတော့ပါရာဇိကတဘာ၄ဘာတဘာဘာကြာရင်လည်းယဟန်မဟုတ်တော့ဘူးယဟန်အစ်စ်မဟုတ်တော့ဘူးပေါ့နော်အဲ့ဒါလိုတော့ကြွားတာပေါ့ပါရာဇိကမကြဘဲနဲ့အခြားသောသိခါဘုတ်တွေသာဟိုအဘသက်နေတဲ့ပုဂ္ဂိုလ်ဆိုရင်သူတို့စစ်တော့စစ်တယ်ဒါပေမဲ့အလစ်စီယဟန်လို့ခေါ်တယ်အလစ်စီဆိုတာအဆက်မရှိတဲ့ယဟန်ပေါ့နော်ပါရာဇိကကြာသွားရင်သူကိုဒုသီလယဟန်လို့ခေါ်တယ်နော်ဒါကြောင့်သူကအနေထိုင်အမတန်အရေးကြီးတယ်ရှုလိုတာကဗျာယထာရှိတယ်ယထာကားတဲ့အချိန်ဟုံပြင်းတယ် ဟိုဂျောင်းလေးဂျောင်းကြီးရှောက်မောင်းလို့မရဘူးသူလမ်းနဲ့သူသွားရတယ်။တန်လမ်းရှိတဲ့အတိုင်းသာသွားရတယ်။အဲ့တော့အရှိန်ဟုန်ပြင်းပြီးတော့သူလမ်းနဲ့သူသွားရတာပေါ့။အဲ့တော့သူလမ်းနဲ့သူသွားတဲ့အခါအဲ့ဒီလမ်းကနေအန်ချော်ပြီးဆိုရင်ဟိုဒုက္ခများတယ်။အဘေးကနည်းနည်းဟိုရှောင်းနေတဲ့မြတ်ရှောင်းတာကောင်းတယ်ပေါ့နော်။ဟိုထိတ်တိုက်သွားပြီးတော့ဟောမဖြစ်နဲ့ပေါ့နော်။ရှောင်းနေတဲ့မြတ်ရှောင်းတာကောင်းတယ်။အဲ့တော့ဒီဟာဟိုကားမှလည်းပဲဖြုန်နှီးတူစွာပဲပေါ့။ဟိုရင်စည်းကမ်းလမ်းစည်းကမ်းတိပြီးတော့မောင်းနေတယ်ဆိုရင် ဒီစည်းနဲ့ဒီစည်းတိုက်စရာအကြောင်းမရှိဘူး။ယင်စည်းကန်လန်စည်းကန်လိုက်နာပြီးတော့တိလက်တိလက်လိုက်လဲလိုက်နာတဲ့မောင်းနေထုံနေတူစားပဲ။ယဟန်နဲ့မတုကာမတိသူကလည်းသူစည်းကန်နဲ့သူနော်ဝီနေဒီကလည်းသူသူကလည်းသူစည်းကန်နဲ့သူသွားရင်ဘာမှထိခိုက်စရာအကြောင်းမရှိဘူး။အေးသူစားပြောတဲ့ကာသူလမ်းသူသွားတယ်ဆိုပေမဲ့ဆက်မပြတ်သမျှမချွင်ရင်းသမျှကာလပတ်လုံးပေါ့နော်လူမချွင်ရင်းသမျှမောင်းတဲ့လူမဖောက်ပြန်သမျှကာလပတ်လုံးသူကသူရှင်းရှင်းလင်းလင်းသွားနေမှာ။ဒါကြောင့်ယဟန်ယဟန်ချင်းဝန်းနဲ့နေလူကလူချင်းဝန်းနဲ့နေလောကကြီးသားရတယ်။ ဟိုမစိုးရင်စာတင်သားဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်ဗျာဟိုတုန်းကကျွန်တော်ဖတ်ဘူးတာပေါ့အဲသူရေးထားတဲ့ကဗျာတန်ပေါင်းလေးတခုဒီနားမှာအဝင်ခွင့်ရရှိလို့ကျွန်တော်ပြောမှာသူကပြောဗာရေးထားလဲဆိုတော့လူသောလူချင်းလူသာသင့်ဤတဲ့ရှင်နဲ့မလျော်ရှင်သောရှင်ချင်းရှင်သာသင့်ဤလူနဲ့မရမအပ်စွာဒီအဲ့တော့ကိုယ့်အလုပ်ကိုလုပ်ကြရင်သာသနာတော်ကြီးကဘာဖြစ်ဖြစ်အေးချမ်းချမ်းနဲ့ရှိနေမှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တစ်ဖက်ကအန်ချော်လာပြီဆိုရင်တော့ဝိဇာရှောင်လိုက်ပေါ့ကဲပါဆရာ ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့ online ဘောကနေမင်းမြန်လာတဲ့ဓမ္မအမေးဖြေတွေကိုဆရာကပြည့်စုံစွာနဲ့ဖြေချပေးခဲ့တဲ့အတွက်ဒါပိတ်သက်ကြီးကလည်းဒီနေ့နှစ်သက်ကြလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်မင်းမြန်လာသမျှမေးခွန်းတွေကိုလည်းပြည့်ပြည့်စုံနဲ့ဖြေချပေးရဆရာကိုချန်နယ်ကနေပြီးတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ် ပါပြည်သူများရှင်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့မိဂွန်တွေကိုဆရာဦးစန်းလေးဆင်မြောင်းမှဖြေကြားပေးနေတဲ့မင်္ဂလာတရားမင်္ဂလာစကားအွန်လိုင်းဓမ္မအမေးပြေများအစီအစဉ်ကိုတော့ကျမတို့ရဲ့ SkyNet Update Channel ကနေပြီးတော့မှအပတ်စဉ်အင်္ဂါနေ့နဲ့စနေနေ့တွေမှာထုတ်လင့်တင်ဆက်ပေးနေတဲ့ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါတင်ဆက်ပေးလိုက်ပါရရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။ရှင်းလင်းချမ်းမြေကြပါစေရှင်။